ဘရင်တွေကအဲ့ဒီရုပ်ပွားတော်ရှေ့မှာဒီမင်းကျင်တရား၁၀ပါးနဲ့အညီတရားသဖြင့်အုတ်ချုပ်ပါမည်လို့တစ္ဆာတိုင်တယ်ကျိန်ဆိုလေးရှိကြပါတယ်ဒီလိုမျိုးတစ္ဆာဆိုကျိန်ဆိုတဲ့ရုပ်ပွားတော်ကိုအစွဲပြုပြီးတော့မဟာကျိန်တစ္ဆာရှင်လို့ဘွဲတော်ပေးခဲ့တာပါဒါကြောင့်မို့လို့ဒီဖရာရဲ့ဘွဲတော်အထိပယ်က ဘရင်များတစ္ဆာတိုင်းတရာဖရားလို့အထိပ်ပေးရပါတယ်ဒီ2015ခုနှစ်ဧပြီလ22ရက်နေ့ပေါ့နော်မနက်9နာရီခွဲအချိန်လောက်တုန်းကဒီဖရားရဲ့ဒီမျက်လုံးကပေါ့နော်မျက်တောင်ခတ်တယ်ဆိုပြီးတော့ဟိုကတည်င်းနဲ့တစ်ခုမှတွေ့ထားခွာရှိပါတယ်ဒါကတော့ဖရားရဲ့တကိုးတော်လေးကြောင့်အဲ့လိုမျိုးမြင်ရတယ်ဖြစ်မှာပေါ့နော် င်္ဂလာပါရှင်ဒီတစ်ခါမှာတော့မွေစိန်ကဒီမြန်မာနိုင်ငံရဲ့ထိုင်းတော်မူရုပ်ပွားတော်မြင့်ကြီးတွေထဲမှာဒါဒုတိယအကြီးဆုံးဖြစ်တယ်ဒါမဟာကျိန်သစ္စာရှင်ဖရာကြီးစီလာပဲဖြစ်ပါတယ်ဟာဒီတစ်ခါရဲ့မွေစိန်ဘလော့လေးကတော့ဒါဖရာဟုဘလော့လေးပေါ့နော်အဲ့တော့အထဲကိုရောက်မှာပဲဒီမဟာကျိန်သစ္စာရှင်ဖရာကြီးအကြောင်းလည်းပြောပြမယ်ပြီးလို့ရှိရင်ဒီမဟာကျိန်သစ္စာရှင်ဖရာကြီးထူးခြားချက်လေးလည်းပြောပြမယ်လိုက်ပြကြည့်ပေးကြပါဦးရှင် ါထက်မှာတန်းတက်မှာပါမမီမျှခိုးလို့ရတာပေါ့ရောက်တုံးလေးအဲ့ဒီကဖျားပန်းအစုံပေါ့နော်တပြေရယ်ကန်းနမရယ်ဝယ်လာပါပတ်တောင်းပြရပါလေ ဖះပရမုံတော့ရောက်လာပါပြီ။ဖះကကြိလိုက်တာနဲ့ထိုင်တော်မူရုပ်ွားတော်မြေကြီးကတကယ်အမြင့်ကြီးပဲပေါ့နော်။ဟိုကစာဖတ်ထားတဲ့လောက်ဆိုလို့ရှိရင်ဒီပလင်တော်ရဲ့အမြင့်အားကြတော့28ပေကြောက်လာမှရှိပြီးတော့ပလင်တော်ကနေပြီးတော့ဟိုမြတ်စွာဘုရားရဲ့ဥကောင်းတော်ထိထိဆိုလို့ရှိရင်တော့129ပေ6လမ်းမှရှိတယ်လို့စာဖတ်ထားရပါတယ်။ အပြီးလို့ရှိရင်ဟိုရှေ့မှာဆိုလို့ရှိရင်ရဟန္တာမြတ်ရုပ်ထုတွေပေါ့နော်အများကြီးပဲတွေ့ရမှာပါဒီဟာကဘုရားပရဝုံတစ်ခုလုံးကိုပတ်ပတ်လေဒီရဟန္တာမြတ်တွေကရှိတာပေါ့နော်အအကုန်လုံးအပါ80ရှိပါတယ် ့ရှိရင်တော့အခုဒီဘက်မှာဆိုရင်ဒီမိုလေးကြည့်လို့ရပါတယ်ဒါကအောက်ထက်မြင်းကြီးထက်ပေါ့နော်ဒါကပေါ်ထဲမှာပထမတက်လည်းရှိပါတယ်ဒီအထက်တက်လေးလည်းဝင်ကြည့်လို့ရပါတယ်ရှင်ဒါကတော့ဖျားပလင်တော်ရဲ့ဒါအောက်ဆုံးထပ်မြင်းကြီးထပ်ပေါ့နော်ဒီအပြစ်မှာကြတော့လေသူကဖះပရမမှာကြတအားပူတယ်ပူလို့ရှိရင်ဒီအထဲထဲမှာလည်းဝင်ရောက်ပြီးတော့နားယူလို့ရပါတယ်။အပြီးတော့ရှင်ဒီဘက်ကပထမတက်ပေါ့နော်။ ပထမထပ်မှာကြာတော့အရင်တော့အရင်တော့ရခိုင်ဘရင်မင်းမြတ်တွေတည်ထားကိုးကွယ်ခဲ့တဲ့ဖျားရှိရလို့ပြောပါရဲ့သွားကြည့်ကြတော့ကဒီဗီဒီဇာနာမူနီဗုဒ္ဓရုပ်ဘွားတော်မြကြီးရဲ့ဒီဖရာကိုပြောရချင်တယ်နော်ဒီမဟာကျင့်သစ္စာရှင်ဖရာကြီးကိုဒီမဟာဇေယသိဒ္ဓိအဋိဌံဆရာတော်ဥကုလယခိတာဥဆောင်ပြီးတော့တည်ထားပူဇော်ထားဖြစ်ပါရဲ့ရှင် Mm Holy. -hmm. တော့မဟာကျိန်သစ္စာရှင်ဖရာကြီးရဲ့ဒါပထမဓာတ်ပေါ့နော်အဲဒီပထမဓာတ်အထီဟူတော့ဒီချမ်းရဲ့ရက်တွေမှာလည်းဒါဧည့်သည်တွေကဝင်ပြီးတော့ဒါဖရာဖုလို့လည်းရပါတယ်ပြီးအပေါ်ဓာတ်မှာမှာဒီဖရာယုံသူကတည်ထားပေါ့နော်အဲ့တော့ဒီအဝါစာထဲမှာဖတ်လာသလားကတော့ဒီချမ်းရဲ့အပေါ်ဓာတ်တွေကိုကြတော့သူကတကြံတို့အခါကြီးချက်ကြီးတွေမှာတော့ဖွင့်ပြီးရတယ်ပြောရပါတော့အဲ့တော့အဝါတော့အာမဟာကျိန်သစ္စာရှင်ဖရာကြီးရဲ့အကြောင်းကိုလည်းပြပြမယ်အပြင်မှာထွက်ပြီးတော့ပြပြကြမယ်လား ဒီမဟာကျင်းသစ္စာရှင်ဖရာကြီးရှိတဲ့ပုံပေါ့နော်အပုံအပေါ်စီရရိုက်ထားတဲ့ဓာတ်ပုံလေးပါဒါကတော့သူ့နန္ဒာလမ်းမကြီးပေါ့ဘုံကတော့ဒီကနေဝင်လာတာဒါဖရာပရုံဒီဖရာပရုံမှာခုနကပြောခဲ့တဲ့ယဟန္တာအပါ80ဆိုတာဒီပုံပတ်ပတ်လေထားတာဒီ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့လက်ပေါ်မှာဆိုလို့ရှိရင်တစ္ဆာရေစင်ရေအိုးတော်လာရှိရလေအဲ့ဒီရေအိုးထဲကနေပြီးရေရေရှိရအဲ့ဒီရေအိုးထဲမှာအဲ့ဒီရေအိုးရဲ့အောက်ခြေနဲ့ဒီတန်ကြီးနဲ့ပေါ့နော်အဲ့ရေတိုင်းရေနဲ့ကပိုက်ကဆက်ထားတာပါဒီအိုးထဲကရေကတောက်လို့ရရပေါ့နော်ကိုကဒီဖရဲကိုလာတဲ့အခါမှာတစ္ဆာပြုတ်လို့ဒါပဲဖြစ်ဖြစ်ပြီးလို့ရှိရင်ဒီကျမ်းမာရေးဟိုဟာပေါ့ ဘယ်လိုပြောမလဲကျမ်းမာရေးပို့ပြီးတော့ကောင်းစေချင်တယ်ကျမ်းမာရေးကိုမှဟိုမကောင်းတာတစ်ခုရှိနေရဲဆိုတော့ပျောက်သွားအောင်ပြီးလို့ရှိရင်ဘေးရန်တွေကင်းရှင်းအောင်ဆိုလို့ရှိရင်ဒီတစ္ဆာရေစင်အိုးရေရရေတော့တောက်လို့ရပါတယ်ဒီကြောင်ကဒီမှာလည်းရေးထားတယ်တစ္ဆာရေးစင်ဦးရဲ့ဖះပရံဝင်လဲဝင်လာမယ်ဆိုလို့ရှိရင်ဖះရဲ့ညာပတ်ချမ်းပေါ့နော်ညာပတ်ချမ်းမှာဒီရေးတိုင်းယူကြရမှာပါ ီမဟာကျင်းသစ္စာရှင်ဖရာကြီးရဲ့ဘွဲတော်အမိရတရံမဲ့ထူးခြားမှုရှိပါတယ်။ဒီဘွဲတော်ဆိုလို့ရှိရင်ဟိုးအရင်လုံးကဒီခရစ်တက်ခရစ်400စုဝန်းကျင်လောကဒီရခိုင်ပြည်ထင်ရှားတဲ့ဝေးသားလေးခက်ကနေပြီးတော့ဆင်းသက်လာတာပါ။အဲ့ဒီခက်တုံးကဆိုရင်ဒီရခိုင်ဘီရင်တွေကဒီနန်းတက်အခမ်းအနားပွဲတွေမှာရုပ်ပွားတော်တစုကိုဒီပုံသွင်းတည်ထားလေးရှိတယ်လို့သိရပါတယ်။ဘီရင်တွေကအဲ့ဒီရုပ်ပွားတော်ရှိမှာဒီမင်းကျင်တရား10ပါးနဲ့အညီတရားသဖြင့်အုတ်ချုပ်ပါမည်လို့သစ္စာတိုင်တယ်ကျင့်ဆိုလေးရှိကြပါတယ်။ဒီလိုမျိုးသစ္စာဆိုကျင့်ဆိုတဲ့ရုပ်ပွား တော်အစွဲပြုပြီးတော့မဟာကျိန်သစ္စာရှင်လို့ဘွဲတော်ပေးခဲ့တာပါဒါကြောင့်မို့လို့ဒီဖရာရဲ့ဘွဲတော်အထိပ္ပယ်ကဘရင်များသစ္စာတိုင်တရားဖရာလို့အထိပ္ပယ်ရပါတယ်ဖရာဖူးလာတဲ့သူတွေကလည်းကိုယ့်ရဲ့လောကီလောကုတ်တရားကိစ္စတွေအတွက်ဒီသစ္စာစုဆူတောင်းတာတွေဂရိသစ္စာပြုတာတွေကိုဒီဖရာကြီးမှာပြုလို့လေ့ရှိကြပါတယ်ခုရှေ့မှာဆိုလို့ရှိရင်ဖရာတွေကိုအားလုံးကိုထည့်ထားတဲ့ဓပုံတစ်ခုတွေ့ရပါတော့အဲ့ဓပုံကဖတ်ကြည့်လိုက်တဲ့အခါကျတော့ဒီဖရာကိုတည်ထားတယ်ဒါမဟာဇေယသိတိအဋ္ဌံဆရာတော်ကြီးဗဒ္ဒနာကုလရခိတတည်ထားခဲ့တဲ့ဖရာတွေအားလုံး ုံးကိုသူကဒီဓာတ်ပုံထဲမှာထည့်ထားတာပေါ့နော်အာလုံမောင်ဖရာဆက်သက်စုရှိပါတယ်ဆက်သက်စုထဲမှာဒီ6ခုမြောက်ကမဟာကျင်းတစ္ဆာရှင်ဖရာကြီးပါဒီဖုရားရဲ့တမန်ကလည်းလင်းနေတယ်လို့ဘိသူကလက်ရာကလည်းထူချမှုရှိပါတယ်။ဒီဖုရားကဒီပကံခေရဲ့ဘိသူကအလှကိုဒီခင်မီရဲ့နီးပညာနဲ့ပေါင်းဆက်ထားတဲ့ဖုရားလို့လည်းဆိုနိုင်ပါတယ်ရှင်။ဒီမဟာကျင်းသစ္စာရှင်ဖုရားကြီးကို2006ခုနှစ်ကနေစတင်တည်ဆောက်ပြီးတော့2009ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့တာဖြစ်ပါတယ်။အားလုံးပေါင်း3နှစ်ကြာမြင့်ခဲ့ပါတယ်။ ဖရာအောင်ရတုံးရောက်ခိုင်မဟာကျိန်သစ္စာရှင်ဖရာရဲ့ထူခြားမှုတစ်ခုလည်းပြောပြခြင်းပါတယ်အဲ့ဒါကတော့ဒီ2015ခုနှစ်ဧပြီလ22ရက်နေ့ပေါ့နော်မနက်9:00နာရီကိုအချိန်လောက်တုန်းကဒီဖရာရဲ့ဒီမျက်လုံးကပေါ့နော်မျက်တောင်ခတ်တယ်ဆိုပြီးတော့ဟိုကသတင်းလေးတစ်ခုမှတွေ့ထားကွာရှိပါတယ်ဒါကတော့ဖရာရဲ့တကိုးတော်လေးကြောင့်အဲ့လိုမျိုးမြင်ရတယ်ဖြစ်မှာပေါ့နော်ပြီးတော့ဒီဖရာမှာဆိုလို့ရှိရင်ဒါသစ္စာဆိုပြီးတော့အဋိဋ္ဌံဆုတောင်းလို့ရှိရင်ဆုတောင်းပြည့်ရဲဆိုပြီးတော့ဖရာလာဖူးကြတဲ့သူလည်းအရင်မများပါအရှင်အဲ့တော့ဒီမဟာကျိန်သစ္စာရှင်ဖရာကြီးကဒါမြောက်ကလာပါမြို့နယ်သူ့နနာလမ်းမှာတရှိတာပဲဖြစ်ပါတယ်ဒါမြန်မာနိုင် င်ငံရဲ့ဒါအကြီးဆုံးရုပ်ပွားတော်မြတ်ကြီးတွေထဲမှာဒုတိယအကြီးဆုံးလည်းဖြစ်တဲ့အခါကျတော့ဒါရန်ကုန်ကိုရောက်တယ်ဆိုလို့ရှိရင်ပေါ့နော်ဒါမှမဟုတ်ရန်ကုန်မှာရှိပြီးတော့ဒီဖျားကိုလာပြီးမဖူရသေးတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းဒီဖျားလေးကိုတစ်ချိန်တစ်ခါတော့လာရောက်ပြီးတော့ဖူးမြော်တင်တယ်လို့ထင်ပါတယ်ရှင်အဲ့ဆိုရင်နောက် vlog မှာပြန်တွေ့ပါမယ်တတ်တာ